င်္ဂလာပါကျမတတစိတ်ပါကျမရဲ့လှပဆိုင်အကြောင်းတွေကိုဟောပြောမျှဝေနေတဲ့ဆရာဝန်ဆိုင်ဆရာတောက်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့အယူဆရောင်ရမ်းနာကျင်တဲ့အကြောင်းနဲ့ပတ်သက်ပြီးမျှဝေပေးသွားမှာပါ အယူစရီရောင်ရမ်းလာခြင်းတဲ့ပြဿနာဆိုရင်တော့အသက်ရွယ်ရလာတဲ့အမျှကြုံတွေ့ရတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့လူကြီးတွေတွေမှာနေမကပါဘူး။အသက်30နောက်ပိုင်းလူလက်ပိုင်းတွေမှာလည်းဒီကိစ္စကိုကြုံတွေ့ရလေရှိပါတယ်။အယူစရီရောင်ရမ်းလာခြင်းတာအကြောင်းရင်းအများကြီးရှိပါတယ်။အသက်ကြီးလာလို့အယူစရီတရားထိခိုက်လာရင်ယိုယွင်းလာတဲ့ bone degeneration လို့ခေါ်တာပေါ့။ဒါကြောင့်လည်းဖြစ်တယ်တဲ့။နောက်တစ်ခုက osteoarthritis လို့ခေါ်တဲ့အယူစရီရောင်ရမ်းတဲ့ယောဂါဒါအသက်ကြီးလို့ဖြစ်တဲ့ဒီယောဂါကြောင့်လည်းအယူစရီတွေနာရခြင်းနဲ့ပြီးရခါကျတော့ကာယလုတ်သားတွေပေါ့နော်။အလေးပင်တွေမရတဲ့သူတွေပြီးအားကစားသမားတွေပြီးရင်မိဖွား ားပြီးအမျိုးသမီးတွေမှာဆိုလည်းကယ်ဆယ်ဓာတ်တွေယုံနေတာကြောင့်မလို့အာရိုးစစ်နာကျင်တာရောင်ရမ်းတာတွေကြုံတွေ့ရတယ်။ပြီးရင်တော့ကိုစားရဲ့အစားတောက်တယ်မှာအယူအဆအတွက်လိုအပ်တဲ့အဟာရဓာတ်တွေလုံးလုံးလောက်လောက်မပါဝင်လို့ဖြစ်စေ၊ဒါမှမဟုတ်ချိုလုံးတာ၊ငန်လုံးတာပြီးရင်တော့ gas ပါတဲ့ဖြော်ရည်တွေ၊ alcohol ပါတဲ့ဖြော်ရည်မကတူတောက်သုံးတဲ့သူတွေမှာဆိုရင်လည်းကယ်ဆယ်ဆုပ်ယူမှုကိုသွားပြီးတော့ပိတ်ပင်တဲ့အတွက်အယူတွေကပါလာပြီးပွာလာပြီးကယ်ဆယ်ဓာတ်တွေယုံနေလာပြီးတော့အယူအဆရောင်ရမ်းနာကျင်တဲ့ကိစ္စကိုကြုံတွေ့ရလေရှိပါတယ်။တချို့ကျတော့လည်းကိုထိုင်တဲ့ posture ကမမှန်လို့ပဲဥပမာဒီ computer screen နဲ့ phone screen တွေကိုကုန်းကုန်းကြီးနေပြီးတော့ကြည့်နေရ တာမျိုးတွေပြည့်ခါကြရင်ကိုလက်လှုပ်ရှားမှုမရှိဘူးအထိုင်များတဲ့သူတွေအဲ sedentary lifestyle လို့ခေါ်တာပေါ့နော်ကိုလက်လှုပ်ရှားမှုအားနည်းတဲ့သူတွေပြည့်ခါကြကိုလေးချိန်များတဲ့သူတွေပေါ့နော်ဝါတဲ့သူတွေရာဆိုလဲ weight bearing joint လို့ခေါ်တဲ့ဒူးတွေမှာသွားပြီးတော့ဒီ weight ကသွားကျောင်းရဲ့အတွက်ပို့ပြီးတော့နာကျင်တာကြီးတုံ့ပြန်ရတဲ့ပါတယ် ဲ့တော့အသက်ရလာလို့သွေးဆုံမီမျိုးသမီးတွေမှာလည်း osteoporosis လို့ခေါ်တဲ့အရိုးပါအရိုးပွားရဲ့ပြဿနာကြောင့်အရိုးစစ်တွေကနာကျင်လာတယ်။ဘလိုနေရာတွေလဲမဲ့ဒူးတွေနာမဲ့ဒီပခုံးတွေဇက်တွေခါတွေတခြားတော့အဆင့်မြင့်နေရာတွေကိုက်ခဲတာနာကျင်တာတွေတွေ့တွေ့ရတယ်တဲ့။ဒါအပြင်ခြေလေးလက်တွေထုံတာကျင်တာဒါမျိုးတွေကြုံရတတ်တယ်။တိတ်ဆိုရင်တော့ကြွက်သားလေးတွေကကြုံလာပြီးတော့ကောင်းကောင်းမွန်မွန်တန်တန်ဆွဆွမလုံနိုင်တော့တာတွေပါကြုံတွေ့ရတယ်လို့ရှိပါတယ်။အဲ့တော့ရိုးစစ်နာကျင်တာတွေတက်တာကိုဘာလို့ကြလဲဆိုရင်တော့အကိုက်ခဲပြောင်စစ်တွေတောက်ကြတယ်ဒီအဆစ်ထဲကိုဆေးတွေထိုးထည့်တာမျိုးတွေလောက်ကြတယ်။ ဒီကြိုက်ခဲပြောက်စေးတွေကရေရှည်တောက်တဲ့အခါမှာအစာအိမ်သွားထိတာကြောက်ကက်သွားထိတာတွေဖြစ်ပြီးတော့ လုံးဝပြတ်သလားဆိုတော့လည်းမပြတ်ဘူးခဏပဲနာကျင်တာတက်တာပြီးတော့ပြန်ဖြစ်တယ်ဆေးထိုးတဲ့ကိစ္စလေတို့နေ့လကောင်းမှာခဏပဲတက်တာလားသူက steroid တွေကိုထိုးထည့်တာ ਊ ခဏပဲတက်တာပြီးပြန်ပြန်ဖြစ်တာဖြစ်တဲ့အတွက်ဒါဒီတကယ်မှန်ကန်တဲ့ solution အဖြစ်မဟုတ်ပါဘူးဒီတော့ဒီလိုအရိုးစိတ်ရောင်ရဲနာကျင်တဲ့သူတွေကိုဆက်ရအကောင်းဆုံးအကြံပေးချင်တာကတော့အရိုးအတွက်အရေးပါတဲ့အာဟာရဓာတ်တွေကိုပြန်လည်ဖြစ်စစ်စားတောင်းပေးဖို့ပါအဲ့တော့ဘယ်အစားတွေကိုစားတောင်းမှမသိဘူးဆိုရင်တော့ဆက်ရအကောင်းဆုံးအကြံပေးချင်တာကတော့ဂျူလင်းရှူဝါနုမုတ်ကိုတောက်ပေးဖို့အကြံပေးချင်ပါတယ် ွန်လေးရှိသွားတာဆိုရင်တော့အမေရိကန်နိုင်ငံကတင်သွင်းတဲ့ထုတ်ကုန်ပစ္စည်းတွေပါဝင်ပစ္စည်းတွေကနေထုတ်လုပ်ထားဖြစ်တဲ့အထူးသဖြင့်ဗာလဲဆိုတော့ NanoKCM တို့ Tide 2 Collagen အမျိုးအစားနှစ် Collagen ပေါ့ပြီးရခါကျ Aquamin F ပေါ့ပြီးရခါကျရင် Vitamin D3 K2 စတဲ့ဓာတ်တွေကို Nano Technology ကိုအသုံးပြုပြီးတော့ထိုင်းနိုင်ငံမှာထုတ်လုပ်ထားဖြစ်တဲ့အတွက်ထိုင်းနိုင်ငံ FDA လည်းရထားတဲ့ဆေးဘက်ဆိုင်ရာအတည်ပြုချက်တွေရရှိထားမှာမို့လို့တောက်သုံးသူတွေကိုဘေးကင်းပြီးတော့ထိရောက်တဲ့အာဏိသိမ်းတွေရှိတာကိုတွေ့ရပါတယ် ဘလို့ပုံစံမျိုးတောက်အောင်လဲဆိုရင်တော့ဒီဒိုနေရှိုးဟာကိုတစ်နှစ်ကိုနှစ်ခွက်တောက်ပေးမယ်တစ်နှစ်နှစ်ခွက်တောက်ပေးရတဲ့အခါမှာဘယ်ချိန်မှာအရလတ်ကတိတာလာမယ်ဆိုရင်နှစ်ပတ်ကြာရင်မှလတ်ကထုံနှံကျင်နိုင်တက်တာလာမယ်ပြီးရောလူကြီးတွေမှာဆိုရင်ပိုပြီးစားလို့ကောင်းလာမယ်ပိုပြီးအိပ်ပျော်လာမယ်လူကနေလို့ထိုင်လို့ကောင်းလာမယ် လေးဘက်ကြတဲ့အခါမှာဆိုရင်တော့အဆင့်မြင့်တွေရောင်ရမ်းနေတာဖောင်းနေတာနာတာတွေတိတိတသာရော့ကျသွားမယ်။ရှစ်ဘက်ကြတဲ့အခါမှာတော့ osteoporosis လို့ခေါ်တဲ့အရိုးပအရိုးပွားတာကိုကာကွယ်ပေးနိုင်စမ်းရှိပြီးတော့အရိုး density တိတ်သည်းစာပိုပြီးကောင်းလာတာကိုတွေ့ရပါတယ်။ခုနကကျွန်မပြောရတဲ့အမေရိကန်နိုင်ငံကတင်သွင်းတဲ့ပါဝင်ပစ္စည်းတွေဟာဆိုရင်သူ့ရဲ့အာနိသင်ကဘယ်လိုဖြစ်စေလဲဆိုတော့အရိုးနှုလေးတွေကိုပြန်ပြီးတော့ regenerate ပြန်ပြီးတော့ဖြစ်ပေါ်စေတဲ့အရိုးရဲ့တိတ်သည်းစာကိုပိုပြီးကောင်းလာစေရဲ့နာကျင်မှုကိုရော့ကျပေးတဲ့ပြည့်အခါကျရင်အရိုးရဲ့ flexibility ပေါ့နော်အစစ်တွေရဲ့အဲကျုံနိုင်ဆန့် နိုင်လှုပ်ရှားမှုကိုပိုပြီးကောင်းစေတယ်။ဒါကြောင့်မလို့စိတ်ကတခြားသောအကြက်ခဲပျောက်ဆေးတွေထိုးဆေးတွေကိုတောက်တုံးမဲ့အစားအယူစင်ရောင်ရမ်းနာခြင်းမျိုးဆိုရင်ကို့အတွက်အယူအစ်အတွက်တကယ်လိုအပ်တဲ့အာဟာရဓာတ်တွေပေါင်ဝင်တဲ့ဂျူလင်းရှူဝါကိုမှန်မှန်တောက်ပေးခြင်းဟာဆိုရင်တော့အယူအစ်ကိုပြန်ပြီးတော့ကျန်းမာစေရဲ့တန်ဆန်းစေရဲ့ရေရှည်မှလည်းတကယ်ကိုထိရောက်တဲ့အာနိသင်ကိုရရှိစေတာဖြစ်တာကြောင့်မလို့စိတ်ရဲ့လူနာတွေကိုအမြဲတမ်းညှို့ဆော်လေးရှိပါတယ်။ဒါကြောင့်မလို့အယူအစ်တွေတန်ဆန်းကျန်းမာဖို့အတွက်ဂျူလင်းရှူဝါနှုတ်မဟုတ်ကိုတစ်နှစ်ကိုနှစ်ခွက်နှုံးနဲ့ပုံမှန်တောက်ပေးဖို့အစိမ့်ကတိုက်တွန်းချက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုရတဲ့ တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်